ားလုံးပဲမင်္ဂလာပါရှင် C4D YouTube Channel ကနေဂမ်ဘီယာဆန်ဆန်ဝိတ္ထုတွေတရေတစီဝိတ္ထုတွေကိုဖတ်ပြပေးနေမဲ့ကျမ Venus ပါရှင်ဒီကနေ့ကျမဖတ်ပြပေးမှာကတော့ဆရာ3ဆက်ကရေးသားထားတယ်ကြောက်တလားနှင့်ကြောက်နွားကိုးကောင်ဆိုတဲ့ဂမ်ဘီယာစံကျဲလုံချင်းဝိတ္ထုစာအုပ်လေးတဲကအခန်း3ကြောက်နွားရံဆွဲနှင့် ကယ်မခြင်းခံရသူများအကြောင်းပဲဖြစ်ပါလိမ့်ရှင်။ ထွက်ဝဲသည် ရှေးမြမမင်းများထိနှံဆိုင်ရာရှေးဟောင်းနေရာတစ်ခုဖြစ်ပေသည်မြို့တက်တန်းမှလည်းရှေးကြလာပြီဖြစ်ပေသည်ကောဇာတက်ဂရိ123ခုနှစ်တွင်ရန်ဘူမင်းဤသားတော်တမန်ဒမင်းသည်ထွက်ဝဲမြစ်ဤအနောက်ဖက်ယခုထွက်ဝဲမြို့မှ6မိုင်ခန့်ကွာဝေးသောနေရာ၌သာဂရမြို့ကိုတီထောင်လျက်ထိနှံဆိုးဆန်ခဲ့လေသည် ၎င်းမြို့ဟောင်းနေရတွင်တရီခိတရာမဘောဘောကြီးဖျားနှင့်ပုံသဏ္ဍန်တူသောသီရိဝတ်စာပုံများ ပါရှိသည့်ရှင်စာလွန်ဖျားတစုရှိသည်ထိုဖျားမှာပြူလူမျိုးတို့ပြုလုပ်ကိုးကွယ်သောဖျားပုံစံများနှင့်ညားစွာသဏ္ဍန်တူလေသည် ထိုမြို့ဟောင်းတဝိုက်တွင်ပြူခိဟုယူဆရသောအယိုးအိုးများလည်း မကြာခဏတူးဖော်ရရှိကြသည်၎င်းမြို့ဟောင်းဤပုံတရံမှာတရီခိတရာနှင့်မြို့တီပုံချင်းညားစွာတူလာပြီးအလျား၃မိုင် အနံ၂မိုင်ခန့်ရှိပြီးဘဲဥပုံတရံမြို့ရိုးဟောင်းကိုတွေ့ရနိုင်သည်ထဝယ်မြို့ဤတောင်ဘက်မြိတ်သူသွားသောကားလမ်းပေါ်တွင်ယခင်က စိတ်ကဲမြို့ဖြစ်ခဲ့ဟန်တူသော မုတ်တီးမြို့ဟောင်းလည်းရှိပေသည် ထဝယ်၌ရှိကမင်းအဆက်ဆက်မြို့များထူထောင်၍ထီနန်စိုးစံခဲ့ကြရာဝေဒီမြို့ဟောင်းလဲတစ်ခုပါဝင်နေသည် ဝေဒီမြို့ဟောင်းကိုတက်ကရိ990ခုနှစ်တွင်နရပတိစီသူမင်းမှဆင်းသက်လာသည့်မင်းစုဝေကတီထောင်ခဲ့ပြီးမင်းစုဝေမင်းရောင်ရွှေနန်းတက်အိမ်ရှိရှင်နတ်ရွာလာမင်းရှင်ဦးပညာမင်းမင်း မင်းသီလဟု၍မင်းရှစ်ပါးတို့အဆက်ဆက်စူးစံခဲ့ကြလေသည်ထဝယ်မှာလောင်းလုံသို့သွားသောကားလမ်းမှာထဝယ်မြစ်ဖက်သို့နှစ်မိုင်ခန့်ဆင်းသွားပါကမြို့ဟောင်းများတွင်တုံးပြုတ်ခဲ့သောမြို့ရိုးအုပ်ချက်ကြီးများကို တွေ့နိုင်သေးသည်1993ခုနှစ်လောက်တွင်ထိုနေရာတဝိုက်တွင်မြေတူးကြရင်မှာခဲဖြင့်ပြုတ်လုထားသော ဟင်းသာဒင်ကာလှဲနှစီတိုက်ခန့်ရခဲ့ဘူးလေသည်ထဝယ်မမြိတ်သူသွားသော မော်တော်ကားလမ်းနှင့်ထဝယ်မြစ်ကြီး၏ကြားတွင် ရှေ့အခါကတစ်တောနှင့်တောင်တန်းများရှိပြီးလူနေရွာမရှိလာပေကားလမ်းနှင့်ဤသောနေရာများမှသာကြေးရွာများထူထောင်ကြလေသည်တနင်္သာရီမြစ်ဟုခေါ်သော ထဝယ်မြစ်၏အနောက်ဘက်တကြောမှာတော့ပေပေါင်း9104ပြည်မြင့်သည့် ကြေးကူးတောင်နှင့်ပေပေါင်း6800တပေမြင့်သောမြင့်မူလက်ခတ်တောင်တို့ရှိပြီးအခြားမထင်ရှားသော တောင်ကုန်းတောင်တန်းများစွာတို့လည်းရှိပေသေးသည် အများအားဖြင့်တော့ထိုနေရာတဝိုက်မှာတစ်တော်ကြီးများကသာ ဖုံလွှမ်းထားပေသည်ရှေးကမြို့ဟောင်းမြို့ပြက်များရှိသောကြောင့်လေဂမ်မီယဆန်သောနေရာများစွာတို့လည်းရှိပေသည်ထိုအထက်တွင် ရှေးကလူတို့စီရင်ထားခဲ့သော နေရာများရှိခဲ့ရာမှာရှေ့တွင်ဖော်ပြခဲ့သောကြောက်ဘလူးကြောက်နှကားနှင့်ကြောက်နွားတို့စောင့်နေသော မိုးကြိုးကြကြောက်ဂူမှလည်းထူးခြားသောနေရာတစ်ခုဖြစ်ပေသည်ထိုကြောက်ဂူနှင့်ကြောက်ရုံများမှာရှေးကလူတို့ဂမ်မီယပညာများဖြင့်စီရင်ထားသော နေရာများဖြစ်ကြလေသည်ထိုနေရာတဝိုက်မှာပင် ထူးဆန်းသောအချမ်းတစ်နေရာလည်းရှိပေသေးသည် အခြားမဟုတ်ပေကြောက်တလားနှင့်ကြောင်နွားကိုးကောင်ပင်ဖြစ်ပေသည်ကြောက်တလားတဲ့တွင် ရှေးလူတို့ထားခဲ့သောရှေးဟောင်းစေးပညာကျမ်းပယောဂကျမ်းနှင့်ထရက်ပေါက်ကျမ်းသုံးစုရှိသည် ထိုကျမ်းသုံးစုကိုရွှေတက်တာသုံးလုံးဖြင့်ထည့်ကကြောက်တလားကြီးထဲမှထည့်၍အဖုံးကိုလုံးကျုံအောင် ပိတ်ထားခဲ့သည်ထိုကြောက်တလားကြီးအားကြောင်နွားကြီးကိုးကောင်တို့က ဝန်းရံစောင့်ချက်လျက်ရှိပေသည်တော်ရဲသွားသူများမှာကြောင်နွားကြီးများကိုတွေ့ကြရသည်သူစီကမူကိုးကောင်ပြည့်အောင်တော့မိသူမှ မတွေ့နိုင်ကြပြီ ထို့ပြင်ကြောက်တလားကြီးကိုလည်းရှိသည်ဟုသာကြားဘူးကြတော့လေဘယ်နေရာမှာရှိသည်မင်းမသိရပဲမိသူမှလည်းမတွေ့ဘူးသေးပြီအချို့ကတော့တိုက်စာများအရကြောင်နွားကိုးကောင်ကိုရှာဖွေတွေ့မှ ၎င်းတို့ကိုပေါ်မှတိုက်ဆံများကို ကြည်ပြီးလိုက်ရှာမှသာကြောက်တလားကြီးကိုတွေ့နိုင်မည်ဟုအဆိုရှိကြလေသည် တော်တယ်သွားကြသူများမှာကြောက်နွားကြီးများကိုတကောင်ချင်းနှစ်ကောင်ချင်းတွေ့ဘူးသူတော့ရှိကြလေသည်ကြောက်နွားများမှာကြောက်သားဖြင့်သဘာဝအတိုင်းဖြစ်ပေါ်နေသောအယုတ်များဖြစ်ကြပြီးပန်းမန်နွားများထက်အကောင်အရွယ်အစားအနည်းငယ်ပိုကြီးလေသည် အချို့ကကြောက်တောင်များကြားမှာဝွင့်နေပြီး အချို့ကမတ်တက်ရက်နေကြသည် အချို့ကတော့ဖွေရန်မန်းဆောင်နေကြလေသည် အချို့ကြောင်နွားရုပ်များမှာကြောက်သားအယောင်နှင့်တံတားတဲဖြစ်နေတော့ကြောင်းရှာတွေ့ရန်မလွယ်ကူပေအချို့ကတစ်ပင်ခြုံရွယ်များဖုံးအုပ်နေသောကြောင့်ပျောက်ကွယ်နေကြသည်ကြောင်နွားများကို ရှာဖွေတွေ့သူများမှလည်း ကံအားလျော်စွာတကောင်ချင်းနှစ်ကောင်ချင်းသာ တွေ့ရပြီးကိုးကောင်ပြည့်အောင်တော့မိသူမှ မတွေ့ဘူးသေးပြီသို့သောကြောင်နွားများနှင့်ပတ်သက်၍ထူးခြားစမ်းကြဲသောအကြောင်းအရာများကတော့များစွာရှိပေသည်တဏီသောအခါတော်သေးသူအမဲလိုက်သောမုတ်ဆူးသုံးယောက်ရောက်လာကြသည်၎င်းတို့သည်တနင်္လာဤမြစ်ဤအရှိဘက်ကမ်းမှာနေထိုင်ကြသောကရင်လူမျိုးများဖြစ်ကြလေသည် ဒီဘက်တွင်သားကောင်များပေါ်သည်ဆိုသောကြောင့်အမဲလိုက်ရန်တစ်ဖက်ကန်းသို့ကူးလာခြင်းဖြစ်သည်သူတို့သုံးယောက်မှာဓာလန်လေးများနှင့် ရိတ်ခါထုတ်များပါလာကြသည် တောထဲမှာအမဲလိုက်ကြတော့လေသားကောင်မတွေ့ပဲနေလေပဲအချင်းရောက်သောအခါတစ်ပင်တစ်ရိတ်ကောင်းသောနေရာတွင်ဝင်နာရင်ပါလာသောအစာတောက်များကိုစားတောက်ရန် ပြင်ကြလေသည်ဟဲ့ ီအတိုင်းစားလို့ဖြစ်ပါမလားဘာဖြစ်လို့လဲဒီတော့ကကြံ့နေလို့ပြောတန်ကြဘူးတယ်နောက်ပြီးကြောင်နွားဆိုလားဘာလားရှိတယ်လို့ပြောကြတယ်ကြောင်နွားရှိတော့သူ့ဘာသာရှိတာပဲငါတို့ကဘာလုပ်နိုင်မှာမို့လို့လဲကြောင်နွားမဟုတ်ပဲတကယ့်နွားဆိုရင်တော့ဟန်ကြတာပေါ့တခါတည်းအမဲပေါ်ပြီးယူသွားရင်ဟင်းစားရပြီပေါ့ဟုတ်စိတ်แท้ရှိသမျှလွတ်လွတ်လပ်လပ်ပြောဆိုရင် ပါလာတော့ထမင်းဟင်းများကိုစားတော့ကြလေသည်ထိုအခိုက်မှာပင် သူတို့ရောက်နေတော့နေရာနှင့်မနီးမဝေးနေရာရှိခြုံပုံများလှုပ်လာပြီးနောက်နှစ်တိုးတကောင်အော်သံပေါ်လာသည် what train ဟင်နွားအော်သံပါလားဟုပြောဆိုကနဘေးမှချထားသောလေးများဓာလှန်လက်နဲ့များကိုကောက်ယူလိုက်ကြလေသည်နွားအော်သံမှာ သူတို့ရှိနေရာနှင့်မဝေးလာပြီး ဟန်ကြတာပေါ့နေရင်တကောင်လောက်ရရင်ငါတို့ပြန်လို့ရပြီခုပြောဆိုကအတန်ကြာရသူလှန့်ကြည့်နေစဉ်ခြုံများကလှုပ်ရမ်းလာပြီးနွားအော်တန်ကိုထတ်ကြရသည် what train ကရင်သုံးယောက်မှလည်းလေးတွင်အစိတ်လူးများကို တက်က အစင်သင့်စောင့်နေကြစဉ်တောထဲမှနှစ်သိုးတကောင်ထိုးထွက်လာသည်ဟာ ဟိုမှာနှစ်တိုးကြီးထွက်လာပြီထွက်လာရင်ပြည့်ုံပေါ့ဟာဟုတ်ပြောပြီးတယောက်ကလက်ထဲမှာအသင်ကင်ထားသောအစိတ်လူးများနဲ့လှမ်းပစ်သည်နွားရှိနေသောနေရာမှာမဝေးလာပြီပြစ်လိုက်သောမြားကလည်းနွားကိုထိမှန်သည် သို့သောစိုက်ဝင်းမနေပဲချက်ချင်းပြန်ကန်ထွက်လာသည်ဟာဘလို့ဖြစ်တာတော့မြဦးကျိုးလောက်အောင်အသားကမားနေလို့လားဟုပြောကနောက်ထပ်တစ်ချောင်းထပ်ပစ်သည် ကြောက်သားကိုထိမှန်တကဲ့သို့မြားဝူးကျိုးပြီးပြန်ကန်ထွက်လာတော့ကြောင်းကရင်သုံးယောက်မျက်လုံးပြူးသွားကြလေသည်ထိုအခိုက်မှာပင်နှသူကြီးကခွာရှက်နှခေါင်းမှုတ်ပြီးနောက်သူတို့ရှိရာသို့ပြေးဝင်လာပြီးလူသုံးယောက်တို့ကို လိုက်လံဖွေလီတော့သည်ထိုအခါမှာသွေးယူသွေးတန်းနှင့်ထွက်ပြေးကြရတော့သည်တို့တန်အောင်အတော်တန်တတ္တိကောင်းသောကရင်တစ်ယောက်က လှန်ရှည်ဖြင့်နွားကိုထိုးတက်ရန်ကြိုးစားသေးသည်ထို့သောမရတော့ပဲနွားဝေခြင်းကိုသာခံရပြီးနောက်နေရာမှာတွင်အသက်ပြောက်သွားလေတော့သည်ကြံတယောက်လည်းထိုးသူကိုမကယ်နိုင်တော့ပဲခြေဦးတက်ရာပြေးကြရလေတော့သည်တို့တိုင်အောင်တောနဲ့တွင်မှာနွားအော်သံများကိုနေရာအနှံ့မှကြားကြရသေးသည်ကြောင်နွားများနှင့်ပတ်သက်၍အခြားစမ်းကြဲသောအကြောင်းတစ်ခုလည်းရှိသေးသည် ၎င်းအဖြစ်အပျက်မှာကြေးကူးတောင်ချေနှင့်မဝေးလာသောရွာတွင် ဥဖိုးရန်တို့မိသားစု၃ယောက်ရှိသည်ဇနီးဖြစ်သူမှာနာတာရှည်ယောဂာတဲ့ဖြစ်နေတော့ကြောင်းတမီးဖြစ်သူခင်မုံနှင့်အတူ တော့တက်ကဝမ်းစာရှာဖွေရလေသည်၎င်းတို့မိသားစု၃ယောက်မှာစင်ရဲတော်လေဘာသာရေးကိုအလေးထားကြလေသည်တာဖာနှစ်ယောက် တော်လေသွားကြသည်ဆိုတော့လေ မှုရှာမြစ်ချူအစရှိသောဟင်းသီးဟင်းရွက်များရှာဖွေကစားတောက်ကြရခြင်းဖြစ်သည်ဥဖိုးရံမှာအသက်90အရွယ်ခန့်ရှိပြီးခင်မုံကတော့18နှစ်အရွယ်ခန့်သာရှိသေးသည်တနေ့တနိုင်၎င်းတို့သားအဖနှစ်ယောက်မှာစားစရာအချို့ကိုပလိုင်းဖြင့်ထည့်ကာဓာတ်တလက်စီယူ၍တောတွင်သို့ဝင်ခဲ့ကြလေသည်တောထဲသို့ရောက်သည်နှင့်ဥဖိုးရံက ပြုတ်လုံနေကြအတိုင်းတောပိုင်းတောင်ပိုင်းများကိုတိုးရှူတောင်းပန်ပြီးမှတော်ရဲသူဝင်ခဲ့ကြလေသည် အချိန်ကာလမှာမိုးနှောင်းကာလဖြစ်သောကြောင့်တောထဲမှာ မြင့်နှင့်မှုများရှာဖွေရရှိနိုင်သည်သားဘာနှစ်ယောက်လိုက်လံရှာဖွေနေရင်မှပင်တဏီယာရောက်သောအခါခြုံအတွင်းမှ ခေါင်းထိုးထွက်နေသောကြောင်နွားကြီးတစ်ကောင်ကိုတွေ့ကြရသည် သူတို့သည်ကြောင်နွားကြီးကိုဒီအတိုင်းတွေ့ရခြင်းမဟုတ်ပေ။မိုးရာသီ၌ရှင်သန်လိရှိသောဓမင်းຫນွယ်နှင့်အခြားຫນွယ်ကြီးများမှာနွားကြီးတကူလုံးကိုရစ်ပတ်ထားတဲ့ကဲ့သို့ရှိရာကြောင်နွားကြီးမှာတကူလုံးမလုတာတဲ့ကဲ့သို့ဖြစ်နေလေသည်။ခင်မုံကကြောင်နွားကြီးကိုအသေးချာကြည့်ပြီးအဘဒီကြောင်နွားကြီးကိုຫນွယ်ချိုးတွေကမလုတာအောင် တုတ်ထားသလိုပဲနော်။ ဟုပြောရာဥဖိုးရံကရဲနေသည်သူ့ဘာသာနှွဲပတ်နေတာဘာဖြစ်လဲသမီးရဲ့အိုးနှွဲပတ်နေတော့ယုံလို့မရသွားလို့မရဖြစ်နေမှာပေါ့နှွဲကြိုးတွေကိုရှင်းပြလိုက်ရင်မကောင်းဘူးလားယင်ကြံကြံဖန်ဖန်ကွယ်သူ့ဘာသာနေတဲ့ဥစ္စာကျမမျက်စိထဲမှာတော့အဲ့ဒီနွားကြီးကနှွဲပတ်မိနေတော့ဘဲမှသွားမရတယ်လို့ဖြစ်နေတယ်သူ့ကိုယ်ပေါ်ကနှွဲတွေရှင်းပြလိုက်ရင်မကောင်းဘူးလားယင် ။သမီးဖြစ်သူကထူးထူးဆန်းဆန်းပြောနေသောကြောင့်ဥဖိုးရံမှာဘလို့ပြန်ပြောရမှန်းမသိတော့ပြီ။သူ့ကြောင့်နွားကြီးကိုတည်တည်ချာချာကြည့်လိုက်တော့လေ။အလူလေးຫນွယ်၊ဓမင်းຫນွယ်များအပါဝင် အတော်တန်ကြီးသောຫນွယ်ပင်များက တကူလုံးရစ်ပတ်နေလျာသက်ရှိနွားတကောင်ကိုကျိုးများနဲ့မလှုပ်နိုင်အောင်တုတ်ထားတဲ့ကဲ့သို့ရှိနေလေသည်။ ဥဖိုးရံအနေနဲ့ထိုနယ်တဝိုက်မှာအနေကြာခဲ့ပြီးဖြစ်တော့ကြောင်းကြောင်နွားများနဲ့ပတ်သက်၍သတင်းလဲကြားဘူးယုံမကမကြာခဏဆိုသလိုတောထဲ၌သွာလာနေစဉ်ကြောင်နွားများကိုတကောင်စနှကောင်စတွေ့ခဲ့ဘူးသည်သို့သောကိုးကောင်ပြည့်အောင်တော့တခါမှမတွေ့ခဲ့ဘူးသည်ပြီထို့ပြင်ကြောင်နွားများနဲ့ပတ်သက်သော ထူးခြားစမ်းကြဲသော အကြောင်းများကိုကြားဘူးလျား ။သမီးဖြစ်သူကပြောသောအခါစိတ်ပါတကဲ့သို့ရှိလာလေသည်။အဘဘာရီစဉ်းစားနေရလဲ။ဩဘာမှမစဉ်းစားပါဘူး။ကြောင်နွားတွေအကြောင်းစဉ်းစားနေရမှန်လား။ဒီကြောင်နွားတွေကကောင်းတာလုပ်တဲ့လူတွေကိုတော့ရမ်းမမှုပါဘူးအဘရဲ့။ဟုတ်ပြောကခေါ်သဖြင့်ဥဖိုးရံလဲလိုက်သွားပြီးနောက်ဓာတချောင်းစီနဲ့ကြောင်နွားများကိုပေါ်မှာတက်နေတော့ຫນွေချိုးများကိုခုတ်ပိုင်းဖြတ်တော့ကဆွဲချကြလေသည် ထိုတို့လုံနေရင်မှာပင်လက်မလုံးသားသားခန့်ရှိသောຫນွေကျိုးတစ်ချောင်းမှာကြောင်နွားကြီးဤနဖားပေါက်အတွင်မှရှိုးဝင်ပြီးနောက်အခြားတစ်ပင်တစ်ပင်မှာတွားရောက်ရစ်ပတ်နေလေသည်ပမာဆိုရလင်တက်ရှိနွားတကောင်ကိုနဖားကျိုးဖြင့်တင်းတင်းဆုတ်ထားတကဲ့သို့ရှိလေသည်ဥဖိုးရံကထိုຫນွေကျိုးကိုဓာအဖြစ်ခုတ်ဖြတ်လိုက်လေသည် နွေကျိုးပြတ်သွားသည်နှင့်ကြောင်နွားရုပ်ကြီးမှာအနှဲငယ်လှုပ်သွားလေသည်ထိုအချိန်မှာဥဖိုးရံကအပေါ်မှာရှိနေပြီးခင်မုံကအောက်မှနွေကျိုးများကိုဆွဲချနေလေသည်အဘကြောင်နွားကြီးလှုပ်သွားသလိုပဲအေးဟုတ်တယ်ပတ်နေတဲ့နွေကျိုးကိုဖျက်လိုက်လို့များလားဟုတ်မယ်ထင်တယ်ထို့နောက်တာဖာနှစ်ယောက်ကြောင်နွားပေါ်မှာရစ်ပတ်နေသောနွေကျိုးများကို အားလုံးလိုက်လံဖြတ်တောက်ပြီးနောက်ဝေးရသူစွန့်ပြစ်လိုက်ကြလေသည် ထို့နောက်ပြီးသွားသောအခါ၎င်းတို့မှပါလာသောအစာတောက်များကိုစားတောက်ကြလေသည်အတန်ကြာအောင်နားပြီးတော့မှတော်ရဲပြန်ဝင်ကမှုနှင့်မြင့်တို့လိုက်လံရှာဖွေကြပြန်လေသည်မှုမြင့်စသည်တို့မှမိုးသီးကြရာသီ၌အရများလေးရှိပြီး ယခုလိုမိုးနှောင်းရာသီရောက်သောအခါ ိတ်မတွေ့ရတော့ဘီတဏီကုံလိုက်လံရှာဖွေကြတော့မှ ဖြစ်လောက်အောင်မရကြဘီသူကြောင့်နေမဝင်မီအချိန်တွင်တောတွင်းမှ ပြန်ထွက်လာကြစဉ်တဏီယာရောက်သောအခါ၎င်းတို့ရောက်နေသောနေရာနှင့် မနီးမဝေးနေရာမှ နွားတကောင်အော်တန်ကြားရသည် နွားအော်တန်မှာရန်လိုသဖြင့်အော်တန်မျိုးမဟုတ်ပဲပုံမှန်အော်နေသောအတန်ဖြစ်သောကြောင့်အတန်ကြားရာဘက်သို့တွားကြည့်သောအခါ နွားကိုမတွေ့ရပဲအံဩဖွယ်ရာမြင်ကွင်းကိုတွေ့ရတော့သည်ဟင်အဘဒီနေရာကကြောင်နွားကြီးဘဲရောက်သွားပြီလေစောစောကသူတို့ຫນွေချိုးများရှင်းလင်းပေးလိုက်တော့ကြောင်နွားကြီးမှာထိုနေရာ၌မတွေ့ရတော့ပဲသူတို့ဖြတ်ချထားခဲ့သောຫນွေချိုးအပိုင်းအပြက်အပုံကြီးကိုသာတွေ့ရသည်ငါလည်းဘယ်သိပါမလဲထိုးတို့ပြောနေကြစဉ်မနီးမဝေးမှ နောက်ထပ်နွားဩသံကြားရသဖြင့်ထိုနေရာဘက်သို့လျှောက်သွားသောအခါဝယုံတောဆက်တနေရာတွင်ရက်နေသောကြောင်နွားတစ်ကောင်ကိုထတ်တွေ့ရသည်ဒီမှာလဲတကောင်သို့သောထိုကြောင်နွားကိုပေါ်မှာတော့မိသည့်နွယ်ချိုးမှပတ်မနေဘဲ၎င်း၏ခြေထောက်အနီးမှမြစ်ဆူပေါင်းနှင့်မှုတခြင်းကိုအခန့်သင့်တွေ့ကြရသဖြင့်အံ့ဩသွားကြလေသည်ထို့သို့တွေ့ရသဖြင့် တာဖာနှစ်ယောက်စလုံးများစွာအံ့ဩဝမ်းသာဖြစ်သွားကြပြီနောက်အစင်သင့်တွေ့ရသောမှုနှင့်မြစ်ဆူပေါက်များကိုတူးစွာနှုတ်ယူကြလေတော့သည်ဟုတ်ကဲ့ပါရှင်ဒီနေရာလေးမှာပဲအခန်းသုံးကြောင်နွားရံနှင့်ကဲမချင်းခံရသူများဆိုတဲ့အကြောင်းလေးပြီးဆုံးပါပြီရှင်။လာမဲ့စိတ်ဝင်စားစရာအပိုင်းဆက်တွေကို ဆက်လက်စောင့်မျှော်နှားဆင်ပေးကြပါဦးနော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်